ဗီတာခရိုလေးလက်ထဲဖမ်းမိသွားတဲ့မယ်ရီတယောက်အသက်ရှင်နိုင်မှုအရေးရှုံးကန်စူးစမ်းနေရပါတယ်။သူမဟာမမီမကန်းနဲ့ခရိုလေးရဲ့မျက်လုံးတစ်ဖက်ကိုထိုးပေါက်ပြလိုက်ပြီးခရိုလီကလည်းနာကျင်လို့အနောက်ကိုဆုံးမိလိုက်ရရေထဲကိုပြိုကျသွားပါတယ်။မယ်ရီကတော့အခွင့်အရေးကိုအမီးရရယူပြီးခရိုလီနဲ့ဝေးရကိုရေကူးလာခဲ့ကောင်ဘန်စီဘဲဝဲကိုပြေးမလဲမသိဖြစ်နေပါတယ်။ဒီအချိန်ဂျက်ခရက်ကရောက်လာပြီးဒုက္ခရောက်နေတဲ့မယ်ရီကိုကယ်တင်သွားခဲ့ပါတယ်။ ကျန်းဟာမယ်ရီကိုသူ့အင်စီခေါ်သွားခဲ့ပြီးနွင်းနွင်းထွေးထွေးနေစီခဲ့ကစိတ်တော်ကြီးပိတ်ထားရတဲ့အကြောင်းကိုသိပြီလားဗီတာခရိုလီဆိုတာဒဏ္ဍာရီတပုတ်လို့ထင်ပြီးတွားခဲ့တာမလားလို့မေးလာတဲ့အပေါ်မယ်ရီကမဟုတ်ပါဘူးကျမအဖေနဲ့အကိုကိုရှာကြံလို့ပါလို့ဆိုကရှင်းပြလိုက်ပါတယ်အဖေနဲ့အကိုဟာမုတ်ဆိုးတွေဖြစ်ပြီးစိတ်တော်မှာတားကောင် ပိုးရမယ်ထင်လို့မိချောင်းလိုက်ကြရင်ခရိုလီတက်တာခံလိုက်ရတယ်လို့မယ်ရီကထပ်ပြောပြတော့ကျက်ဟာအမလီမုတ်ဆိုးတွေကပိုတောင်တည်တည်နေလေ ငါဒီလောက်သတိပေးနေခဲ့တာတောင်မင်းတို့တွေကမယုံခဲ့ကြဘူးငါကိုတောင်စက်မပြေတဲ့အယုလို့ထင်နေကြပြီလေမင်းကိုလုံခြုံတဲ့နေရာထိရောက်အောင်ငါလိုက်ပို့ပေးမယ်လို့ချက်ကပြောပြီးမယ်ရီကတော့ရယ်ရီကိုဆက်သွဲပေးဖို့တောင်းဆိုလိုက်ပါတယ်အရိယခတန်းဟာဒီနာတဝိုက်ကရှာနေချီတဲ့လူပြောင်စာရွက်တွေလိုပဲလူပြောင်ပေါင်သွားဖြစ်အောင်မလို့လားအလောင်းနေရာသိရင်တောင်မှမြို့ကြီးပေါ်ကရယ်ရီဆင်းလာမယ့်အချိန်ဆိုရင်အလောင်းကိုတော်ကောင်တွေစားလိုက်လို့အယိုးတော်ကြမ်းမှာမဟုတ်ဘူးအဲ့ဒါကြောင့်တိုင်းနေလဲအပူပဲလို့ပြောပြီးမယ်ရီရဲ့နာမည်ကိုမေးခဲ့ပါတယ် မယ်ရီကလည်းသူ့နာမည်ဟာမယ်ရီဘတ်မယ်ရီဘတ်တက်စတန်လို့ပြောလိုက်တော့ဇက်တယောက်တခုခုကိုတီးသွားဟန်ပေါ်ပြီးမင်းကဆမ်ဆန်ရဲ့သမီးပါလားလို့ပြောကာမယ်ရီကိုချက်ချင်းမောင်းထုတ်ခဲ့ပါတယ်မယ်ရီကတော့သူမအဖေကိုတီးလို့လားလို့မေးခဲ့ပေမဲ့ဇက်ကတော့မသိဘူးဒါပေမဲ့မင်းရဲ့ဖေလုပ်ခဲ့တာကိုတော့ငါသိတယ်ပြီးတော့ငါအဲ့ဒါနဲ့မပတ်သက်ချင်ဘူးငါလည်းငါဘာသာနေတာ तू ကလည်းငါ့ကိုလွတ်ထားပေးတယ်အတောင်ဆောင်တည်ခြင်းရင်တော့ဒေးကိုသွားမေးပြီးရင်ဒီကနေမိုင်90လောက်စဉ်းစားတော့အဲ့ဒီမှာစီဆိုင်တွေ့လိမ့်မယ် အဲ့ဒီကနေကားတုံစီပြီးပြန်တော်လို့ပြောကောင်းသူ့အိမ်ကနေချက်ချင်းပဲထွက်သွားခိုင်းလိုက်ပါတော့တယ်။မကြသေးခင်ကမှသဘောကောင်းခဲ့တဲ့ချက်ဟာသူ့မအဖေနာမည်ကိုကြားလိုက်တာနဲ့ချက်ချင်းဆက်သလိုပြောင်းလဲသွားခဲ့တာကြောင့်မယ်ရီရဲ့အဖေကဘာတွေများကျိုးလွန်ခဲ့ဘူးတလဲဆိုတော့မယ်ရီကိုယ်တိုင်တောင်မှနားမလဲခဲ့ပါဘူး။ဒါပေမဲ့အင်းရှင်ကမောင်ထုတ်နေမှာတော့လေထွက်လာလိုက်ရပြီးချက်ကလည်းစိတ်မကောင်းဖြစ်နေပေမဲ့သူ့ပါအမှုလာပတ်မှာဆိုပြီးမောင်ထုတ်လိုက်ရပါတယ်။ခနာကြမှာတော့သူတင်ထားတဲ့အတိုင်းပဲခိုးလီကသူ့စီရောက်ချလာပြီးဝမ်မိုက်ထေကဥတွေကိုနှိုက်ထုတ်ပြလိုက်ပါတယ် ဇက်ကတော့လွန်မလားဆိုပြီးထပြေးခဲ့ပေမဲ့ခရိုလီကသူ့ရဲ့ဦးအခွေးကနေပြန်ဆွဲခေါ်ခဲ့ကောင်သူ့ဦးနဲ့ပဲလေဘင်းကိုချီးပြီးပြတ်ထွက်တဲ့အထိညစ်သက်ပြလိုက်ပါတယ်။မျိုးပေါ်ကိုရောက်လာပြီးဖြစ်တဲ့မယ်ရီကတော့ရခင်ကိုင်တူဖြစ်တဲ့ဒေးစီကိုသွားပြီးစကားပြောခင်တောင်းခဲ့ပါတယ်။ဒီကတော့ရှိုးရှိုးရှက်ရှက်တွေလက်မခံခဲ့ပေမဲ့အရေးကြီးပုံပေါ်နေတဲ့မယ်ရီကိုကြည့်ပြီးအထဲကိုဝင်လာခိုင်းလိုက်ပါတယ်။မယ်ရီကစိန်တော်ခီးစစ်မှာပါလာတဲ့သူတွေအားလုံးတည်သွားပြီးမောင်းတဲ့အယူကအတုံးမကျလို့လှေပြက်ပြီးသူတို့ အားလုံးခရိုလီရဲ့အမဲဖြတ်ကြခံလိုက်ရတယ်။ ကျွန်မတယောက်ပဲကံကောင်းပြီးလွတ်လာတာလို့ပြောပြလိုက်တော့ဒီကလေမောင်းနဲ့ကောင်းလေးရောအသက်ရှင်လားလို့မေးပေမဲ့တည်သွားပြီဖြစ်ကြောင်းမယ်ရီကပြောပါတယ်တကယ်တော့လေမောင်းနဲ့ခရစ်ဟာဒေးရဲ့တပည့်တယောက်ဖြစ်ပြီးပေါ်စားမှုကြောင့်တရားဆွဲခံရလို့လိုင်စင်မှာသိမ်းခံလိုက်ရတဲ့ဒေးကခရစ်ရဲ့ဆိုင်ကိုနောက်ပေါက်အနေနဲ့ခုတ်ဖွဲထားတာပါကကဲတဲ့ကာလာဆိုတော့ငွေကငွေပဲလေလို့ဒေးကရှင်းပြနေခဲ့ပြီးမယ်ရီရဲ့အဖေအားဆမ်ဆန်ဆိုတဲ့လူဖြစ်နေတာကိုနောက်မှသိလိုက်ရပါတယ်။ဒေးကမယ်ရီအဖေကိုနေကောင်းလားကျမ်းမာလားလို့မေးတော့ ခရိုလီလက်ချက်နဲ့တေးသွားပြီဆိုတာကိုမယ်ရီကရှင်းပြလိုက်ပါတယ်။ဂျက်ကလည်းသူ့အဖေနာမည်ကြားတာနဲ့သူ့ကိုတနက်နေ့ပြဖို့အထီပါလုပ်တယ်ဆိုတဲ့အကြောင်းနဲ့အဖေဖြစ်သူအကြောင်းသိချင်ရင်ဒေးကိုသွားမေးလို့လည်းပြောလိုက်တဲ့အကြောင်းဇာရာတွေကိုမယ်ရီကပြန်ပြောပြခဲ့ပြီးဒေးသိထားတဲ့အရာကိုပြောပြပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒေးကတော့အဲ့ဒါတွေဟာမယ်ရီမမွေးခင်သူ့တို့ကလေးဘွားတို့ကဖြစ်ခဲ့တာဖြစ်ပြီးအဲ့ဒီတုန်းကစိန်တော်ထဲမှာနေထိုင်တဲ့တောမတ်ခရိုလီတို့လင်မယားနှစ်ယောက်ရှိခဲ့တယ်။ဒီနေ့မိမဖြစ်သူရိုင်နာဟာနာမကျန်းဖြစ်ခဲ့ပြီး အစာရင်ကင်ဆာကသူမကိုတပြေးပြေးလှက်စားလာခဲ့ပါတယ်။ဇနီးတဲ့ကိုပြုစုဖို့သူနာပြုတယောက်လည်းငှားထားခဲ့ပြီးရိုင်းနာကကျမရေးကြောင့်ခဏခဏမေးမြောသွားတတ်တာကြောင့်တော်မဟာသူနာပြုမလေးနဲ့ညှိစွန်သွားခဲ့တယ်။နှစ်ရှည်လာများယောဂခန်းစားနေရတဲ့ဇနီးတဲ့အစာသူနာပြုလေးနဲ့သူ့ရဲ့အလိုရမတ်တွေကိုဖြည့်ဆည်းနေခဲ့ပြီးမာမန်တီးရဲနဲ့စတူနေမိခဲ့ပါတယ်။ဒီလိုနဲ့တောမက်ဆာတနေ့ကျော်လောက်ဖောက်ပြန်လာခဲ့ရာကနေရိုင်နာကနောက်ဆုံးငြိမ်းချမ်းမှုကိုရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့တောမက်ကဇနီးတဲ့တေရာတောင်ဝမ်းမနေခဲ့ပဲ မြေတောင်မချရသေးတဲ့သူ့မိန်းမရှင်မှာသူနာပြုမလေးနဲ့ချစ်ချင်နူးနေခဲ့ပါတယ်။ကန်ဆိုးကျင်းတော့ရိုင်းနာဟာယောဂကြောင့်မင်းမျိုးသွားတာသာဖြစ်ပြီးသူမပြန်နိုးလာတော့ခင်မိုးဖြစ်သူရဲ့တစ္ဆာမဲတဲ့မြင်ကွင်းကိုတွေ့သွားပါတယ်။ဒါကြောင့်မဲသူမဟာလီနာကိုစင်စားတိုက်ခဲ့ပြီးသူတို့နှစ်ယောက်မွေးလာမဲ့ကလေးကိုပါစင်စားကကူးဆက်စေခဲ့ပါတယ်။အဲဒီစိတ်နဲ့ပဲရိုင်းနာဟာစင်စားတိုက်ပြီးတာနဲ့အသက်ထွက်သွားခဲ့ပြီးလီနာကလေးမွေးတဲ့နေ့မှာတော့တစ်ပင်တွေဟာငိုကြွေးတယ်။တော်ရိုင်းသရိုင်းဆန်တွေကလည်းနာမကျန်းဖြစ်ပြီးတည်ကြတယ်။သူရဲ့တရှိမှုကကူးဆက်ယောဂါလိုပဲ။ ဗီတာခရိုလီဟာမွေးဖွားလာကလေးကပဲရုပ်စင်းအင်ကပြည့်ဝနေခဲ့ပေတော့အတိတ်တွေယောဂရီနာကျင်မှုတွေကသူနဲ့အတူပါလာခဲ့တယ်။သူကတင်မိတဲ့လီနာကလည်းမိတွင်ထဲမှာပဲဆုံးသွားခဲ့ရလို့လူတွေဟာခရိုလီကိုတင်မိတာနဲ့တင်သေးတယ်ဆိုပြီးပြောဆိုလာကြပါတယ်။လူတွေကြားဖို့ထားကြတဲ့ဒဏ္ဍာရီမှာကတောမတ်စာသူ့သားကိုကာကွယ်ဖို့ဖုံးကွက်ထားရတယ်လို့ဆိုပေမဲ့တကယ်တမ်းသူဖုံးကွက်ထားတာဟာသူ့ရဲ့အမားတွေတစ္ဆာဖောက်ပြတ်မှုတွေနဲ့စင်စာတွေကိုပါပဲ။နှစ်တွေကြာလာတော့လေတောမတ်စာသူ့ရဲ့သားလေးကိုချစ်တယ်လာပါတယ်။ ဒါပေမဲ့ခရိုလီရဲ့ကံကြမ္မာကပါလာပြီးသားမို့ဟောလိုဝင်းညမှာခရိုလီကကလေးတစုရဲ့နောက်ပြမှုကြောင့်အသက်ပေးလိုက်ရပါတယ်။ဇွလွန်သူကလေးတွေကိုတော့သူတို့ရဲ့မိဘတွေကမျက်နှာပြောင်တိုက်ကဖုံးကွယ်ပေးထားခဲ့ပြီးသူတို့နဲ့လုံးဝမသက်ဆိုင်သလိုပုံနေကြပါတယ်။ဘဝမှာဘာမှမရှိတော့တဲ့တောမတ်ဟာတောကတွေတပွေတပိုင်းနဲ့ခက်ခက်ခဲခဲရှင်သန်လာခဲ့ရပြီးဇယ်နဲ့အကြာမှာတော့အထီးတန်မှုတွေနဲ့အတူဆုံးပါသွားခဲ့ပါတယ်။ဒီလိုနဲ့တောမတ်တို့သားအဖရဲ့ဇလန်ဟာလူဝီစီယာနာပြည်နယ်မှာကြေကွဲဝမ်းနေဖွဲ့ရပုံမြင်လေးတစ်ပုဒ်ဖြစ်လာခဲ့ပြီး ခရိုလီကတော့သူ့အသက်ခံခဲ့ရတဲ့ညမှာတင်ပိတ်မိနေခဲ့ပါတယ်။မတွမလို့ပဲစိန်တော်ကြီးထဲမှာလဲပတ်နေပြီးညရင်သူ့အဖေကိုလိုက်ရှာနေခဲ့တာပေါ့။တိုင်းရင်တကောင်တက်ပေါ်ရဲဆက်တက်သွားတဲ့ခရိုလီဟာစိန်တော်လေးရောက်လာသမျှလူတွေအားလုံးကိုတယောက်မတန်တက်ဖြက်လာခဲ့ပါတယ်။တချို့လူတွေဟာခေါင်းကိုပစိန်နဲ့ထက်ချမ်းချမ်းခံရပြီးအသက်ခံရသလိုတချို့ကအရှင်လက်လက်မေးရိုးဆွဲဖြုတ်ပြီးအသက်ခံရတယ်။တချို့ကတော့ညနာအရေးပြားကိုလှိဖြတ်ခံရပြီးဘသူမှတွေးမကြည့်ဘူးတဲ့နီလန်ပေါင်းစုံတဲ့ကိုအသက်ခံရတာပေါ့ ဒီအကြောင်းလေးကိုဒေကခရီးစီတွင်ကြပြန်ပြောပြနေခဲ့ပြီးမယ်ရီရဲ့အဖေဆမ်ဆန်ဟာလည်းခရိုလေးကိုတက်ခဲ့တဲ့ကလေး၃ယောက်ထဲကတစ်ယောက်ဖြစ်ကြောင်းမှရှင်းပြလိုက်ပါတယ်။သူကတော့ဆမ်ဆန်နဲ့တငယ်ချင်းဟောင်းတွေဖြစ်ခဲ့ပြီးအဲ့ဒီညကတတိမရှိလို့မလိုက်ခဲ့ဘူးလို့ဆိုပါတယ်။ပြီးတော့ဘီတာခရိုလီဟာပရာလောကမှာအဖန်ဖန်တန်လေးကျဆားနေရတာဖြစ်ပြီးသူသေဆုံးတဲ့ညကလို့အဖြစ်ပြက်ကိုလည်းထက်ကတလဲလေးပြန်ခန်းစားနေရတာ။အဲ့ဒါကြောင့်စိန်တော်ရဲရောက်လာတဲ့လူတိုင်းကိုကြောက်လန့်ပြီးတပစ်နေခဲ့တာလို့ဒေကပြန်ပြောပါတယ်။ မယ်ရီကတော့အကြောင်းဆုံးတင်းနေရန်နဲ့အပြစ်မဲ့တဲ့လူတွေကိုစိန်တော်တွေလိုက်ပို့ရကောင်းလားဆိုပြီးဒေးကိုပြစ်တင်ပြောဆိုခဲ့ပါတယ်။ဒေးကလည်းမင်းနဲ့မင်းရဲ့ပေတောင်ခရိုလီအကြောင်းကိုတေးရက်နဲ့သွားခဲ့ကြတာပဲမလားလို့ပြန်ချေပါလိုက်ပြီးခရိုလီမျက်နှာကိုမြင်ဘူးသူတိုင်းသက်ဆိုးမရှိကြလို့ကိုကိုကိုကန်ကောင်းနေမှန်လို့သာပြောလိုက်ပါတယ်။မယ်ရီလည်းသူမအဖေနဲ့အကိုကိုဒီအတိုင်းတော်ကောင်စားအောင်ပြင်မထားခဲ့ကြတာကြောင့်အဲ့ဒီကိုပြန်လိုက်ပို့ပေးဖို့ဒေးကိုအနုညွတ်တောင်းဆိုခဲ့ပါတယ်။ဒေးကတော့မယ်ရီလိုချင်နေတာမိသားစုတွေရဲ့အလောင်းထက်လက်စားချက်မှုဆိုတာကိုကောင်းကောင်းကြီးသိနေတာကြောင့် အဲ့ဒီအကြံဟာမကောင်းဘူးလို့ဆိုကဖြောင်းပြပါတယ်။ဒါပေမဲ့မယ်ရီကကောင်းပါပြီ။ခရိုလီကိုတတ်နိုင်ရင်လူတိုင်းအတွက်အန္တရာယ်ကင်းနိုင်မယ့်အကြောင်းပြောလာတာကြောင့်ခရိုလီကိုဘယ်တော့မှတတ်လို့ရမှာမဟုတ်ဘူးလို့ဒေးကပြန်ပြောပါတယ်။ဘာလို့လဲဆိုတော့ခရိုလီဟာသူ့အသက်ခံရတဲ့ညကအတိုင်းပြန်မွေးဖွားလာမှာဖြစ်လို့တစ်စီတစ်ကောင်ကိုတတ်ဖို့မကြိုးစားပါနဲ့လို့ပြောပါတယ်။မယ်ရီကလည်းရရင်ရမရရင်လည်းကျွန်မကတော့ရဲတင်းတီးကိုသူ့မျက်ခွက်တည်းထိုးထည့်မှာပဲ။အကယ်၍ရှင်လိုက်မပို့ဘူးဆိုရင်ဂျယ်ရီကိုရှင်းရတရားမဝင်ခရီးစဉ်အကြောင်းကိုပြောပြလိုက်မယ်လို့ဆိုပြီးတော့အကြက်ကိုင်းလိုက်ပါတယ် ဒီတော့မှဒီကသဘောတူခဲ့ပြီးအဲ့ဒီကိုထွက်ဖို့ကျွမ်းကျင်တဲ့အမဲလိုက်သမားတွေနဲ့လက်နက်တွေစုရအောင်မေနောက်ပြီးမယ်ရီကိုလည်းမိသားစုဝင်တယောက်ယောက်ခေါ်ခဲ့ဖို့ပြောလိုက်ပါတယ်မယ်ရီကတော့သူကိစ္စတဲ့မိသားစုတွေကိုဂျာမန်ညက်စေချင်လို့ညင်းခဲ့ပေမဲ့အဲ့ဒီလိုဆိုအပေးယူပြတ်တယ်လို့ဒီကပြောတာကြောင့်မယ်ရီလည်းဦးလေးဖြစ်သူကိုခေါ်ပြီးနောက်နှစ်နာရီအတွင်းလာခဲ့မယ်လို့ကတိပေးလိုက်ပါတယ်မိသားစုဝင်တယောက်ယောက်ခေါ်လာခိုင်းတာဟာလေအကြောင်းရင်းတော့ရှိလောက်ပြီးမယ်ရီထွက်သွားတော့မှဒေးကခရင်ရဲ့အမွာအကူကိုလှမ်းခေါ်လိုက်ပါတယ် ညီပြသူကစိန်တော်ထဲမှာပိတ်မိနေတယ်လို့ဒေကတက်ကိုလိန်ပြောလိုက်ပြီးအ мян ဆုံးလူစုခိုင်းလိုက်ပါတယ်။အရေးကြီးတာကလူစုတဲ့အထက် trans ဆိုတဲ့သူပါဖို့လိုတယ်လို့ဒေကအသေးချာမလိုက်ပါတယ်။မယ်ရီတယောက်ကတော့ရေချိုးခန်းအတွင်းမှာရေချိုးတန့်စင်နေပြီးအတန်ကြာတော့နဲ့တနက်ကိုအ мян ဆွဲကင်တဲ့အထိခရူလေးရဲ့ပုံရိပ်တွေကသူမကိုချောင်းလန့်နေပါတယ်။အရင်နာဦးလေးပြသူနဲ့စိန်တော်ကိုသွားမယ့်ကိစ္စတိုင်းမင်းကြည့်ခဲ့ပြီးဦးလေးကတော့ရဲရီကင်တွေ့လိမ့်မယ်လို့သာပြောကောင်းစိန်တော်ရဲ့ပြန်သွားမယ့်သူမဖြစ်သူကိုအပြင်းအထန်တားမြစ်ခဲ့ပါတယ်။ ီးတော့ဒေးနဲ့ဝေးဝေးနေဖို့အတက်တက်မှာနေခေကကိစ္စရှိလို့အပြင်ကိုခဏထွက်သွားပါတယ်။မယ်ရီကတော့ဦးလီစကားကိုနားမထောင်ပဲဒေးစီကိုထွက်လာခဲ့ပြီးအဲ့ဒီမှာစိန်တော်ဂျီစီလိုက်ပါမဲ့လူတော်တော်များများလည်းရောင်းနေနေခဲ့ပါပြီ။အားလုံးကအရေးပေါ်ငွေလိုနေကြတိုးရဖြစ်ပြီးဒေးကလည်းတယောက်ကိုဒေါ်လာ900နဲ့ကန်လန်းထားတာကြောင့်လူတိုင်းကလိုက်ချင်နေကြပါတယ်။ဘာကိုအမေလိုက်ရမယ်ဆိုတာကိုတော့မသိကြသေးတာကြောင့်ဒေးကိုမေးကြတဲ့အခါဒေးကဗီတာခရိုလီကိုဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ ဒီအခါအားလုံးကထားပြန်မှုလုံးကုန်လို့ဒေဟာသူရှာခိုင်းထားတဲ့သူမိတ်ဆွေထရန်ကိုဒေါ်လာတစ်ထောင်နဲ့ရအောင်ဆွဲထားခဲ့ပါတယ်။အဲ့ဒီအချိန်ဦးလေးပါကတူတူမာနာကိုလိုက်ချလာပြီးမယ်ရီကိုဆောင်ရှောက်ဖို့သူပါခရီးစဉ်နဲ့လိုက်ပါလာပါတယ်။လူအကြီးတွေမှလည်းလူအနေငယ်လောက်သာတန်ခဲ့ပြီးသူတို့ဟာခရိုလီဇလန်ကိုမတီသေးတဲ့သူတချို့နဲ့အယုံအကြည်မရှိတဲ့သူတချို့တွေပါ။ဒီလိုနဲ့စိန်တော်အကြီးစီစတင်ထွက်ခွာလာကြပြီးမယ်ရီကခရိုလီနဲ့တိုက်ခိုက်ဖို့ရာကြောင့်သူမအတွေ့အကြုံတွေကိုဝေမျှပေးခဲ့ပါတယ်။ခရိုလီကိုသူမတနက်နဲ့ပြစ်တယ်။ဒါနဲ့လေထိုးတယ်။မိမရှိုးတယ်။ ဒါပေမဲ့ပြန်ပြန်ထထလာတယ်လို့မယ်ရီကပြောပြခဲ့တာကြောင့်ဒေကအသေးအလေးလုံမဲကောင်းပြတ်ပြီးတက်ရင်တော့ပြန်မထနိုင်တော့ဘူးလို့ပြောခဲ့ပါတယ်။အဲဒီနောက်ညာနေတဲ့အထိစိန်တော်ကြီးထဲမှာခရိုလီကိုလိုက်ရှာနေကြပြီးပို့ပြီးထိရောက်ဖို့အတွက်ဒေကလူစုခွဲရှာခိုင်းခဲ့ကောင်းနေထွက်တာနဲ့ဒီနေရာမှာပဲပြန်ဆောင်ကြဖို့အစီအစဉ်ဆွဲလိုက်ပါတယ်။အရေးကြီးတာကခရိုလီကိုတက်နိုင်တာနဲ့ခေါင်းကိုယူလာရမှာဖြစ်ပြီးတက်နိုင်တဲ့သူကိုဒေါ်လာ9000ပေးမယ်လို့ကြေညာလိုက်ပါတယ်။ အဲ့ဒါကြောင့်စတင်အဖွဲခွဲခဲ့ကြပြီးဒီကသူနဲ့အတူမယ်ရီတို့တူကြီးနှစ်ယောက်ရဲ့ဇက်ရည်နဲ့ထရန်ကိုခေါ်သွားခဲ့ပါတယ်။ဗန်နဲ့ထန်းကိုခေါ်လာရတာကလည်းခရိုလီကလပ်စားတွေပြေဝအောင်ထိုးကျင်းမဲ့သဘောဖြစ်ပြီးခရိုလီကျွတ်သွားရင်သူဟာစိန်တုံးကိုပေါက်ချစ်တယ်လို့မောက်လှမ်းကျင်တယ်လို့လှမ်းလို့ရပြီဆိုတဲ့အကြောင်းဇက်ကိုတိတ်တိတ်လေးပြောပြနေပါတယ်။ဇက်ကတော့သူ့ညီကိုရှာတင်နေစိတ်ပဲရှိနေတာကြောင့်မကောင်းတဲ့အကြံအစီဖြစ်နေပေမဲ့လည်းဒေးပြောတာကိုသဘောတူလိုက်ပါတယ်။တပန်အဖွဲကလူနှစ်ယောက်ကတော့ခရိုလီကိုမရှာဘဲမိချောင်းလိုက်ပြင်းနေလို့သူတို့တနက်တန်ကိုခရိုလီကကြားသားပါတယ်။ သူတို့ကခရီးစဉ်ကိုလိုက်လာရုံနဲ့ဒေါ်လာ900ကရမှာဆိုတော့ခရိုလေးကိုအပင်ပန်ခံပြီးလိုက်ရှာမနေတော့ပါဘူး။ဘာကဒေါ်လာ900ကိုတော့လိုချင်ပြီးကြောင်းပြောတဲ့အခါတကခလေးပုံမြင်တော့လိုက်မလို့လားလို့ပြန်ပြောလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့တဟခရိုလေးကိုလုံးဝအယုံကြည်မရှိတာဖြစ်ပြီးအပေါ်ဝင်ငွေရအောင်မိချောင်းပဲလိုက်ပြင်နေလိုက်ပါတယ်။အဲ့ဒီအချိန်သူတို့အနောက်ခြုံကနေအတန်ထွက်လာလို့နှစ်ယောက်သားဖြည်းဖြည်းချင်းလက်ကြည့်လိုက်တဲ့အခါဂရိုလီကဘာကိုခုံအုပ်လိုက်ပါတယ်။ပြီးတော့ဗိုင်ယက်လက်ထရာတနက်ကိုယူပြီးဗိုင်ယက်မျက်နှာကိုစုပ်ပြတ်တက်တဲ့အထိထူးတက်ခဲ့ပါတယ်။ မယုံမှုဆိုတဲ့တက်ကဒီအချိန်မှာတော့တန်းနေအောင်ထွက်ပြေးသွားပြီးအိမ်ပြန်မှုလီကိုစံနိုးခဲ့ပါတယ်။ဒါပေမဲ့ခရိုလီကလိုက်လာပြီးသူ့ကိုဂုတ်ကနေဆွဲချကာလီတလန်နဲ့မျက်နှာတစ်ခုလုံးမွားစာကြဲအောင်လှုပ်ပြစ်လိုက်ပါတယ်။တစ်ဖက်မှာတော့မယ်ဗီတို့ကအင်ဂျီကိုရှာတွေ့သွားကြပြီးအထဲကိုဝင်သွားကြတဲ့အခါအဖေနဲ့အကိုရဲ့အလောင်းကရှိမနေတော့ပါဘူး။နောက်တစ်ဖက်မှာတော့တိုက်တိုက်ဆိုင်ဆိုင်လာဆောင်ကြတဲ့ငယ်ချစ်ဦးနှစ်ယောက်ဟာလူအလင်းမှာအလန်းတည်နေကြပါတယ်။အမျိုးသားကလက်ထက်မဲ့သူရှိနေပြီးဖြစ်ပေမဲ့အချစ်ဦးမြီးဦးရတာတော့မမေ့ဘူးဆိုတဲ့အတိုင်း အမျိုးသမီးကမြူဆွဲတာနဲ့ဖောက်ပြန်ဖြစ်ခဲ့ကြတာပေါ့ဒီလိုနဲ့နှစ်ယောက်တစ်ကဘာတိဆောင်နေကြတော့ယူဒီယက်ခရိုလီကပေါ်လာပြီးအမျိုးသားရဲ့ခေါင်းကိုပစိမ့်နဲ့ခုတ်ဖြတ်ပြစ်လိုက်ပါတယ်ပိုင်ရှင်ရှီမန်တေးရဲနဲ့ဈေးတော်တဲ့အမျိုးသမီးကိုလည်းပတ်လောက်သားလောက်ဖြစ်အောင်ပညာပေးခဲ့ပြီးမှတပည့်ခဲ့ပါတယ်ဒေရိုအဖွဲကတော့အလောင်းတွေကိုဆက်ရှာနေခဲ့ကြပြီးဘယ်မှာမှရှာလို့မတွေ့တော့အိုလေးဖြစ်သူကမယ်ရီကိုပြန်ကြဖို့ပြောပါတယ်ဂျန်နက်ထရန်ကလည်းဒေကိုပြန်မှုပြောနေတော့မှပဲဒယ်ရီဆိုတဲ့ခရိုလီရဲ့အတန်းကြီးကထွက်လာပါတယ် အဲ့ဒီအခါဒေကသူတို့တွေပြန်ဖို့အရန်တော့ကြသွားပြီလို့ပြောလိုက်ပြီးမယ်ရီကလည်းတကားတွေအ мян ပေးလိုက်ဖို့တတိပေးခဲ့ပါတယ်။သူတို့အားလုံးလည်းတကားပေါက်တွေကိုအလျင်အ мян ပေးလိုက်ကြပြီးတတိကြီးကြီးထားကအထဲမှငိမ့်နေလိုက်ကြပါတယ်။ခရိုလီရဲ့အတန်ကိုတန်နေသေးတဲ့လူတွေကလည်းကြားခဲ့ရပြီးတယောက်ယောက်ကစားနောက်နေတာလို့ထင်နေကြပါတယ်။သူတို့ကလားဆရင်တနက်နေ့အပြစ်ခံရမယ်လို့ပြောဆိုရင်နှစ်ယောက်သားခြုံနေတယ်လိုက်ရှာကြည့်နေကြပါတယ်။အဲဒီမှာချောင်းခွေကနေလွှတ်ဆက်နိုးတန်ကြီးကိုကြားလိုက်ပြီးအေယာမလွှတ်ဆက်ကြီးနဲ့အတူဖစ်တာခရိုလီဟာပေါ်ထွက်လာပါတယ်။ သူတို့ကတော့တောင်းလန့်ပြီးတနက်နဲ့ဝိုင်းပစ်ပေမဲ့လက်ပြောက်လုံးတော့ကြည်သာကုံသွားတယ်တချမ်းမှမမှန်ခဲ့ပါဘူးအဲဒါကြောင့်မဲခရိုလီကသူတို့နှစ်ယောက်ကိုလွှားဆက်ရှည်ကြည့်နဲ့အလဲကနေထချမ်းပိုင်းကတက်ပစ်ခဲ့ပါတယ်ပြစ်ခတ်တန်တွေနဲ့အော်ဟစ်တန်ကိုကြားနေရတဲ့ချက်ကသူညီကိုစိတ်ပူလာပြီးအ мян ထွက်ချဖို့လုပ်တာကြောင့်ခရစ်တည်သွားပြီးဆိုတာကိုမယ်ရီကဖွင့်ပြောလိုက်ပါတယ်ပုံနေရင်လည်းအချိန်တန်ရှာတွေ့နိုင်တာမို့ဒီကအိုလီဗာထရန်နိုနဲ့အတူထွက်လန်းသွားရှာကြပြီးမယ်ရီနဲ့ချက်ကိုပုံနေခိုင်းခဲ့ပါတယ်ပုံနေရင်ချက်ကဒေးရဲ့အတန်းအစီအကြောင်းမယ်ရီကိုပြောပြလိုက်ပါတယ် ဒေယာအိုလီပါနဲ့ထရန်ကိုခရိုလီစီထိုးသွေးပြီးစင်စာကိုဖြေပြောက်မှာလို့ပြောတော့မယ်ရီကအိုလီနာကိုချက်ချင်းလိုက်သွားခဲ့ပါတယ်။တယောက်တည်းကြံခဲ့တဲ့ချက်ကတော့ဗီဒီယိုထဲဝင်ပုံနေခဲ့ပြီးသူ့အပေါ်ပင့်ကူတွေတက်လို့ညီးတွားနေပါတယ်။ဒါကိုခရိုလီကကြားပြီးသူ့စီပေါ်ရောက်လာခဲ့ကစတင်တိုက်ခိုက်ခဲ့ပါတယ်။ချက်ကတော့ထွက်ပြေးခဲ့ပေမဲ့ခရိုလီကသူ့ရဲ့ရဲတင်းကြီးနဲ့ပြပောက်လိုက်တာကြောင့်ထုတ်ချင်ပေါက်ပြီးနှံ့ရံမှာသွားဆိုင်နေပါတယ်။မယ်ရီကတော့အိုလီဖြစ်သူကိုဒေယာကောက်ကျက်မှုအကြောင်းအမိသွားပြောခဲ့ပြီးကုကရာမဲနေတဲ့ချက်ကိုတော့ခရိုလီကရေပေါ်စက်နဲ့ခေါင်းကိုထိုးကောင် အုံနောက်ထွက်တဲ့အထိမြင်းတက်နေပါတယ်။အိမ်တွေကနေအတန်းတွေထွက်လာတော့ဦးလေးပါကအထဲကိုဝင်ဖို့စူးစမ်းခဲ့ပြီးတကားကိုတနက်နဲ့ပြင်မဖွင့်ခင်မှာပဲခရိုလီကတကားကိုဖောက်ထွက်လာပါတယ်။လက်ကျသွားတဲ့ဦးလေးဖြစ်သူကိုအနရေမပေးနိုင်အောင်မယ်ရီကခရိုလီကိုအတင်းဝင်လုံးခဲ့ပေမဲ့ကင်ပစ်ခံလိုက်ရပါတယ်။ဂျွမ်ကလည်းတနက်နဲ့လမ်းပစ်ခဲ့ပေမဲ့ခေါင်းကိုပဲရှက်ထိသွားခဲ့လို့လဲကြမသွားခဲ့ပဲခရိုလီကသူ့ကိုပါတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ထရန်ကလည်းအင်အားကြီးသူမို့ခရိုလီနဲ့အပြိုင်လုံးထွေးတပုတ်နေခဲ့ရင် တော်ယုံလောက်နဲ့နာကျင်မှုကိုမခံစားရတဲ့ခရိုလီကအသာစီးရသွားပါတယ်။ခရိုလီကထရန့်ရဲ့ချရာကိုကန်ချိုးပြလိုက်ပြီးစပွဲကုံတစ်ခုနဲ့မျက်နှာကိုတေကအပြင်းပြင်းနဲ့ဆောင်းခံလိုက်တာကြောင့်ခေါင်းနဲ့ကိုအိုးစားခွဲပြီးထရန့်ကတော့အသက်ပြောက်ခဲ့ရပါတယ်။တစ်ဖက်မှာလည်းကြားလို့ခေါင်းတန်ရရသွားတဲ့ပါကိုမယ်ရီကထူပေးနေတော့ဒေကရောက်လာပြီးမယ်ရီကိုအတင်းဆွဲခေါ်သွားခဲ့ပါတယ်။စေစာပြေအောင်ပါကိုထိုးသွေးဖို့လိုနေသေးတာကြောင့်ဒီအတိုင်းထားခဲ့ပြီးသူကတော့မယ်ရီနဲ့တခြားအခန်းထဲမှာသွားပုံးနေပါတယ်။ ခဏကြာတော့ဒေးရဲ့အစီအစဉ်အတိုင်းခရိုလီကပါစီကိုရောက်လာပြီးနာတင်းမုံတင်းမှုတွေနဲ့အသက်ကိုပြင်းပြင်းရှူကာစိုက်ကြည့်နေခဲ့ပါတယ်။အဲဒီနောက်ပါကိုတိုက်ခိုက်ခဲ့ပြီးတကားပေါက်ကနေသွေးရီတလဟောထွက်လာတာကြောင့်ဦးလေးဖြစ်သူအေးနေသွားပြီးဆိုတာမရီတယောက်သိခဲ့ရကောင်းဒေးရဲ့လက်ကနေအတင်းယုံကန်ရင်ငှို့ကျွေးနေပါတယ်။ဒီကတော့အားလုံးပြေးသွားပြီလို့ကြွေးဆိုရင်စင်စာရီပြေးသွားပြီဖြစ်ကြောင်းပြောနေခဲ့ကစိန်တော်ကသူ့အပိုင်ဖြစ်သွားပြီဆိုတာပါကြေညာခဲ့ပါတယ်။ဒါပေမဲ့သူမသေးသေးတဲ့လိုဝတ်ချက်တစ်ခုကိုမယ်ရီကထုတ်ပြောခဲ့ပါတယ်။ အဲ့ဒါဟာဘာကမယ်ရီရဲ့ဦးလေးအရင်မဟုတ်ဘူးဆိုတာပါပဲတကယ်တော့ဘာဟာသူမအဖေရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်ပြီးဦးလေးအရင်ကသူမအသက်၁၂နှစ်တည်းကသွေးကင်စာနဲ့တည်သွားပြီလို့ပြောပြခဲ့ပါတယ်အဲ့ဒီတော့မှစိန်စာကမပြည့်သေးဘူးဆိုတာဒီတယောက်အတိနာကြသွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲခရိုလီကလည်းသူ့ရဲ့ရဲရင်ကြီးနဲ့ရောက်ချလာပါတယ်ရွေးစရာမရှိတော့ပြန်မဲတိုက်ခိုက်ခဲ့ရပြီးခရိုလီနဲ့သူတပြန်ကိုတပြန်လက်ပင်ညစ်ကြရင်နဲ့ဒီတယောက်ခါဟုပစိမ့်နဲ့အခုတ်ခံလိုက်ရပါတယ် ကိုလီကမနာတမ်းခုတ်ပစ်နေတာကြောင့်နှစ်ပိုင်းပြတ်သွားခဲ့တဲ့ဒေဟာတီကောင်လိုမျိုးကိုတပိုင်းပြတ်နေအထွက်ပြေးဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ခိုလီကသူ့ကိုအရေးကုန်ဆုပ်ပြီးအဆုံးသက်နေတော့မှာပဲမယ်ရီကအနောက်ကနေခိုလီမျက်နှာကိုပစိမ့်နဲ့ဝင်ခုတ်ခဲ့ပါတယ်။အဲဒီနောက်လဲကြသွားတဲ့ခိုလီအပေါ်တက်ခွာလိုက်ပြီးယက်ဒီနဲ့မျက်နှာကိုအချက်ပေါင်းများစွာခုတ်ပစ်လိုက်ပါတယ်။ကောင်းတစ်ခုလုံးခရမ်းချက်သေးလို့ကျေမွသွားတဲ့အထိခုတ်ပေးတာတောင်အမရသေးတာနဲ့တနက်သွားယူပြီးခေါင်းကိုအနီးကပ်တဲပစ်ခဲ့ပါတယ်။ ီလိုနီနဲ့ဗီတာခရိုလီကိုအဆုံးသတ်ခဲ့ပြီးဇလန်လေးကလည်းဒီမာတင်တခန်းရက်သွားခဲ့ပါတယ်။နောက်ရက်တွေမှာလည်းပြန်လည်ဆောင်တွေ့နိုင်မှုအတွက် Channel လေးကို Like and Subscribe လေးနှိပ်သွားဖို့မမေ့ကြပါနဲ့ဦးနော်။